အသက်20ကျော်တွေကအခု90တောင်ကျော်နေပြီဆိုတော့နှစ်30လောက်ဒီတိုင်းအနေကျင်းလဲလာတာအနိသားကျနေပြီတခါလေအရင်ပြင်မတဲ့အခါလေးတော့ရှိရပါတယ်ဒါပေမဲ့လည်းဒီဝေတာပဲဖြစ်သွားပါပြီပြင်မလဲပြုံးလျက်ပါပဲအတင်းကအေးချမ်းတော်ကြိုက်တယ်ဒါကြောင့်မလို့လဲတယောက်တည်းအေးချမ်းနေဖြစ်တာပါပြီးသားမရှိတော့စကားတော့ကောင်းအောင်မပြောပါဘူးဒါပေမဲ့အသက်ကြီးနေပါပြီ Ja, en die leert. ဖန်တိတိလေးပေါ့နော်ဒါဖန်တိတိလေးဒါဖန်တိတိလေးဟိုကတော့ဖန်ခိုင်းချုပ်ကြီးပေါ့သူကနေမှသူကနေမှအဲ့လိုအဲအနီလေးဖန်လေးတွေဆိုပြီးတော့ဒါဟိုကဖြစ်ထားပါပေါ့နော်အမြဲတမ်းအာကိုစိတ်ညစ်နေတဲ့အခါပဲဖြစ်ဖြစ်ကိုပျော်နေတဲ့အခါပဲဖြစ်ဖြစ်ပေါ့နော်သူကကိုအားပေးရဖိမရဲအဲ့အတွက်ကြောင့်မလို့ဒီခလေးလေးတွေစီကအာအများကြီးရတယ်အခုဆိုရင်လည်းကဲကဲထင်မထားဘူးသူတို့လာလိမ့်မယ်လို့မထင်ထားပဲနဲ့ဒါအရင်သူတို့အဲ့ဒါ surprise တိုက်လိုက်တာတကယ် ဟိုလူကြီးဆိုရင်ခေါင်းဝင်းမဲ့လဲညင်ရပါဘောနော်ကိုကဟိုဖွင့်လေပြောရင်ကိုကလူကြီးဖြစ်နေတဲ့အခါကျတော့ကို့မှာတော့ခလေးလိုဖန်နေပါရီအဲ့လိုအများကြီးလည်းမရှိဘူးပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ခလေးတွေကိုလာအားပေးတဲ့ဖန်လေးတွေကိုအဲနဲ့တွေ့ဖို့အတွက်ကိုလာခဲ့တာပါဟုတ်ဒါပေမဲ့ဒီရောက်တဲ့အခါကျတော့မထင်မှတ်ဖဲနဲ့ပေါ့နော်အာကို့ဖန်လေးတွေလည်းတွေ့လိုက်တဲ့အခါကျတော့အေးဝမ်းသာတယ်ဘာလို့လဲဆိုတော့ကို့အသက်ရည်ဒီရွယ်ရောက်နေမှာကို့ကိုဒီလိုမျိုး ဖန်တွေပါလေဒီလိုမျိုးပွဲမျိုးမှာလာလိမ့်မယ်လို့တကယ်ကိုမထင်ထားဘူးပေါ့နော်ဘာလို့ကိုယ်အသက်ရွယ်နေရဒီလိုဖန်တွေမရှိကလေးနဲ့ဘလို့လို့သွားရှင်လို့ရမှာလေလေဆိုရဲခါကြတော့ဒီကိုယ့်ရဲ့ fan တေးသေးလေးနည်းနည်းလေးကလာပြီးတော့ surprise လာတိုက်တဲ့အတွက်ကိုတကယ်ကိုရင်းနေမှာအခုဘာပြောမှမနောက်မသိအောင်ခိဝမ်းသာပါရဲ့အသက်ရွယ်အပိုင်းခြားလဲရသွားပြီအာပရိသတ်တယောက်ရဖို့ဆိုတာမလွယ်ဘူးအဲ့လိုအချိန်မျိုးမှာမရတဲ့ fan ကတကယ်ကိုဖေးပါရဲ့ဟုတ်တယ်ဟုတ် အမြင်တန်းပေါ့နော်မလင်းကိုကြည့်လိုက်လင်းစာနီဆိုတာတောက်လျှောက်ကိုငငယ်လေးကအခုချိန်ထိပေါ့နော်သပင်အရှင်နဲ့ဆိုတော့တမျိုးကြကားရိုက်လို့ရှင်လဲမလင်းရဲ့မျက်နှာပြောင်းလဲမှုမရှိဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဟိုသပင်လေးတမျိုးလေးမျက်ချင်းလိုက်အရင်တူတူကြီးညှက်လိုက်တာမဟုတ်ပါဘူးမလင်း အာခင်းနဲ့လက်တထွာလောက်ပဲညှက်လိုက်တာပါကောက်ကောက်ထားတဲ့အတွက်ကြောင့်မလို့ဆိုရင်ကပူတူသွားတာပေါ့နော်ဆိုတဲ့အခါကျရင်စိတ်ထဲမှာတော့အဲ့လိုကိုယ်အပြောင်းလဲလေးဖြစ်စေခြင်းနဲ့အပြောင်းလဲလေးမြင်စေခြင်းနဲ့အာဇပင်တို့ဒါအပြင်းမိုင်းပြင်ဆင်မှုတို့ဆိုတာဒါအပြင်းမိုင်းအခွန်နေပါအရေးကြီးတာအဓိကစိတ်တက်ပါပဲဇပင်တွေပြောင်းပြောင်းဘာတွေပြောင်းပြောင်းစိတ်ကတော့တမျိုးကြဟိုးလုံးနဲ့စိတ်နဲ့အခုစိတ်နဲ့နောက်ဖြစ်မဲ့စိတ်နဲ့ဘယ်တော့မှပြောင်းလဲတော့မှာမဟုတ်ပါဘူးဟာ ဟုတ်တယ်အာအဲ့ဒါတငယ်ပြန်လေလို့ပြောရင်လည်းခံရမှာပဲမလင်းကအဲ့လိုငငယ်လေးတွေရောက်ပေါ့နော်ခုချက်ကတ်ချက်လေးဆိုသဘောကြရဲ့အဲ့လိုဖဲပြားလေးတွေတို့အဲ့လိုမျိုးပစ္စည်းလက်ဝတ်လက်စားဆိုလို့ရှိရင်လည်းသူများတွေကအကြီးကြီးကြိုက်တယ်မလင်းကကျတော့ငငယ်လေးတွေကမပြောင်းလဲတာအဲ့လိုလက်ဝတ်လက်စားဆိုရင်လည်းတိတိကွတ်ကွတ်အဲ့လိုမျိုးအာခလေးဆင်ညင်တာတော့မဟုတ်ဒါပေမဲ့ခလေးကြိုက်တဲ့ဟာလေးတွေကိုကြိုက်တာဘယ်လိုလဲဘယ်လိုလဲစူပေါ့နာဖဲပြားပြားလို့ဖဲပြားမတက် အမေတမီးကဘာလဲမသိဘူးအသက်ကြီးနေနော်ဒါပေမဲ့အဲ့လိုမျိုးအဲ့လိုမျိုးဖဲပြားလေးပါလေအဲ့လိုကြိုက်တာအဲ့တက်တက်ဘယ်လိုလဲနော်ဒါသူနဲ့လဲလိုက်တာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အော်ဘောနာမလင်းကကျတော့အဲ့လိုအစားတောက်စားတာမလင်းရဲ့ပျော်ဆုံးအချိန်ပဲ အဲ့လိုအပျော်ဆိုလို့အဲ့လိုမျိုးတွေတိတ်မရှိဘူးအလုံးနဲ့အိမ်အိမ်နဲ့အလုံးမိသားစုနဲ့အပျော်ဒါပဲရှိတယ်အဲ့ရမှာအပူအပျော်ကတော့ဒါအစားစားတဲ့အချိန်ပေါ့နော်ဒါပေမဲ့အဲ့ဥစားလည်းအများကြီးတော့မရိုက်ပါဘူးဘာလို့လဲဆိုတော့မလင်းကအစားစားကြဟန်နဲ့မစားတော့ဘူးလေတကယ်ကြီးစားရလေအဲ့တော့ခဏခဏရရင်ဖတ်တီးဖြစ်မှာလေအဲ့အတွက်ကြောင့်မို့ဂျိုးကြဂျိုးကြလေးတွေအဲ့လိုမျိုးလေးဖြစ်တယ်အကုန်လုံးကအလွတ်ကြတာကညာတော့မရတော့ဘူး။ရှိတ်ရှိတ်ရှိတ်။အင်း။ဝင်ချလိုက်ပါပြီရှင်။ဝင်လိုက်ပါလိမ့်။ အေးမလီမာတွေကိုထည့်ပေးမယ်အဲဗဇက်တွေပြင်းနေရဗဇက်တွေပြင်းနေအေးရင်းကြီးတိုင်းမလီကဟိုလိုမျိုးအသားရေပါကြီးဆိုမကြိုက်ဘူးအဲ့ဒါကိုမကြိုက်ဖ ೇನೆ ကြတော့လဲစားရင်ဟိုအိပက်ကြီးဖြစ်နေစားရင်ကြည့်ရလို့ဘယ်လိုလုပ်စားခြင်းမလဲကိုယ်ကြည့်ပြီးတော့အဲ့ဒါကိုအားရပါရစားပြမှာသူတို့ကလည်းစားခြင်းမှာအဲ့ဒါကြောင့်ကိုအားပါစားနိုင်မယ့်ဟာကြီးသူတို့ ကြိုးပြောပြတာ ဒီဇညိုစဖက်သေးဟိုကကရက်တာတွေဟုတ်ဒီဒီကရက်တာကဘသူဘသူဆိုတာမေးပြီးတဲ့ဟိုကဒီချိန်မင်းမှာအောင်ရဲလင်းလို့ပြောရရလုံးဝသူနဲ့ကွက်တိဖြစ်မယ်ဆိုတာသိပြီးသားအာပြောနေရလေဟိုကိုမိုးနေရလည်းအောင်ရဲလင်းကိုကြည့်ပြီးရေးထားတာဖြစ်မှာဖြစ်ဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ယုံနဲ့ သူအခုလုံနေတဲ့ character သူပြောနေတဲ့စကားလုံးတွေကလုံးဝကွက်တိပေါ့နော်ဒီရှိမင်းနဲ့လုံးဝကိုတထက်တဲကြရဲအဲ့အတွက်ကြောင့်မလို့လဲဒီ fan တွေလည်းဒီရှိမင်း fan တွေလည်းအရင်များတယ်ဆိုတာကိုသိပါရဲဈေးခက်လို့ပြောလို့ရှိရင်လည်းရှိမင်းရဲ့ fan တွေက ပြောမယ်အာရှိမင်းလို့ပြောရင်လည်းဇေကက်ဖန်တွေကပြောမယ်အဲ့တော့ဘသူနဲ့ညာညာသဘောတူပါတယ်လို့ပဲပြောမှာပေါ့တယောက်နဲ့တယောက်ကစိတ်ချင်းမတူဘူးပေါ့နော်တချို့ကျတော့အယိုးခွဲအောင်ရိုင်းမှာအသေးခွဲအောင်ချစ်တယ်ဆိုတဲ့ဟာမျိုးရှိရယ်ပေါ့နော်တချို့ကျတော့လည်းအရန်ချုပ်ချယ်လွန်အကြည့်ရခါကျတခဏအတွက်ကကောင်းတယ်တဘွားအတွက်ကျတော့မွန်းချက်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့တယောက်နဲ့တယောက်အကြိုက်ချင်းမတူဘူးပေါ့အာအန်တီလင်းဆိုရင်တော့အန်တီလင်းကအေးချမ်းအောင်ကြိုက်တယ်ဒါကြောင့်မလို့လေတယောက်တည်းအေးချမ်းနေဖြစ်တာပါ ဟဲ့ကျောင်းညာဝင်ဝါဒါမင်းကလည်းကြားကြီးမလို့ဒါပြောင်းနေနေတာဟုတ်လားအဲ့မကဟုတ်မဟုတ်တာတယောက်ခင်းမဟုတ်ပါဘူးတမီလည်းရှိရည်လीမိသားစုလည်းရှိရည်လीဒါတော့အများကြီးဟာဟုတ်စကားတော့ကောင်းအောင်မပြောပါဘူးဒါပေမဲ့အသက်ကြီးနေပါပြီအသက်20ကျော်တွေကအခု90တောင်ကျော်နေပြီဆိုတော့နှစ်30လောက်ဒီတိုင်းအနေချင်းလဲလာတာနေသားကြနေပြီတခါလေအရင်ပြင်မတဲ့အခါလေးတော့ရှိရပါပေါ့လေဒါပေမဲ့လည်းဒီဝေတာပဲဖြစ်သွားပါပြီ ပြင်းမဲ့လည်းပြုံးခဲ့ပါပဲအခုပေါ့နော်လာပြီးတော့အားပေးရဲအကုန်လုံးအကုန်လုံးအားလုံးသောသူများရဲ့ fan တွေအကုန်လုံးရောနောက်ပြီးကြတော့ပေါ့နော်အာအန်တီလေးကို surprise ဖြစ်အောင်လာတိုက်တယ် fan တီတီပူကြီးကလေးတွေရောနောက်ပြီးကြတော့အကုန်လုံးပေါ့နော်အဲဝိုင်းပြီးတော့ဒီရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးရောမလင်းအခုချိန်ကြီးပေါ့နော်ဒီအမှုပညာနဲ့ပတ်သက်လို့ရှိရင်ကိုဘက်ကတက်အားသေးရေပေါ့နော်အတက်နိုင်ဆုံးစူးစမ်း အဲရရနေရမှာပေါ့နော်ကြိုးစားသွားမှာပါအဲ့ဒီအတွက်ကြောင့်မို့ပြိသက်ကြီးရလဲဟိုအမငယ်အောင်ပေါ့နော်ခါတိုင်းထည့်ပို့ပြီးတော့အားပေးနိုင်ပါစေလို့လည်းဆုတောင်းပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်